ပုံကိုကပြည်သူစစ်ကောင်းဆောင်တွေဖြစ်ခဲ့တဲ့မြေမိသားစုပေါ့နော်မြေလျှောက်ချမ်းတို့ဆိုမင်္ဂလာပါမြန်မာ Top 10 Channel ကနေသူဆိုပါရယ်မြန်မာ Top 10 Channel အနေဖြင့်နေ့စဉ်သတင်းထိုးသတင်းကောင်းများပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပြတဲ့ Channel ဖြစ်ပါရယ်ကျေးဇူးပြု၍အားပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ်ဗျာမြေလျှောက်ချတော့ကိုကြီးရတော့ဒါသူဖြစ်စဉ်ဖြစ်တဲ့အချိန်မှာပဲဝါဒီတာထဲမှာပဲလောက်ကိုင်းထဲမှာပဲသူ့ကိုသူပြစ်တဲ့တတ်တွေရတယ်သူကတော့စောကြီးရပြီးသွားခဲ့ပြီပေါ့ကျန်တဲ့သူ့ရဲ့မိသားစုဝင်တွေနောက်ဆုံးအချိန်ကြီးကပါလဲဆိုတော့ဒီနေ့တရုတ် CCTV ရဲ့ဖော်ပြချက်ပေါ့ပြုတ် CCTV နဲ့တရုတ်ဆောင်ဝါတို့အစရှိတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်အရာပြောရရင်တော့ဒီသူတို့ကတော့ဗျာတရုတ်နိုင်ငံကြဲကြမ်းပြည်နယ်ဝမ်ချူဝမ်ချူမြို့အလဲလဲလက်တရားရုံးကတဲ့ဒီမြင်းလက်တရားရုံးကနေပြီးတော့တဲ့မြင်းမိသားစုနဲ့ပတ်သက်ပြီးနဲ့ဒီနေ့စက်တင်ဘာ19ရက်နေ့မှာတော့အများပြည်သူတွေရှိမှာပထမအဆင့်အများပြည်သူရှိမှာစီရင်ချက်ချလိုက်ပါတယ်တဲ့နော်သူတို့ကမြင်းမိသားစုရာဇဝတ်ဂိုင်းလို့တုံးတယ်နောက်တစ်ခါအဲ့မှာတော့မြင်းမြင်းကော့မြင်းကော့မြင်းကော့ဖိန်မြင်းကော့မြင်းကျန်းမြင်းကျန်းကျန်းအဲကျိုးဝေချမ်း ဝူဟောင်းမင်းဝူဆန်းလုံဖူရွိဟွာအပါဝင်တရားခံ၁၂ဦးအဲ့၁၂ဦးကိုတော့တည်တယ်ချလိုက်ပါတယ်တည်တယ်ချလိုက်ပါတယ်နောက်တော့ရန်ကျန်ရှိရန်ရန်ကျင်ရှိ sorry ရန်ကျင်ရှိဖူကျန်ဖူချန်ကြည်အပါဝင်တရားခံ၅ဦးကိုတော့နှစ်ဆိုင်ပြီးတော့နှစ်နှစ်နှစ်ဆိုင်ကပြီးတော့တည်တယ်ချမှတ်တယ်နှစ်ဆိုင်ကချက်ချင်းတော့မတတ်ဘူးနှစ်ဆိုင်ကပြီးတည်တယ်ချမှတ်တယ်တော့တော့ lot jan lot uh lot jan jan ခြူကြည့်ပါဝင်တဲ့က12ဦးကိုတော့တက်တက်ကြောင်းထောင်ရန်ချမှတ်တယ်တဲ့နောက်နောက်ကပြီဖွေကျွင်းအဲကျန်းကြည့်အပါဝင်တဲ့က12ဦးကိုတော့ထောင်ရန်24နှစ်ကနေ9နှစ်အတွင်းသီးသီးထောင်ရန်ချမှတ်ခဲ့ပါတယ်လို့သူပြောပါတယ်ပြောရင်တော့ဗျာ17ယောက်ကတည်တယ်17ယောက်မဖြစ်မနေတည်တယ်နောက်တစ်ခါအဲ့ထက်မှနောက်ထပ်9ဦးကတော့17 9နောက်ထပ်9ဦးကလည်းသေးတယ်မယ်ဒါပေမဲ့အဲ့9ဦးကတော့2နှစ်ဆိုင်းငံပေးထားမယ်2နှစ်သကူမတက်ဘူးနောက်9နှစ်ကြာမှတက်မယ်2နှစ်ကြာမှတက်မယ်သေးတယ်ပေါ့နောက်2နှစ်ကြာမှသူ့ကိုသေးတယ်ပြီး ဟို၁၂ဦးကတော့တည်တံချက်ချင်းတည်တယ်ဟိုတည်တံပေါ့ဗျာဒါသူရေပိုင်းတွင်ပေါ့သူတို့မိမိသားစုနှုတ်ဆက်ပြီးတည်တံပေးပြီဒါပဲအဲ့တော့နော်ဆိုတော့ဒီခါဒီနောက်ထပ်၁၂ဦးကတော့တသက်တကြောင်းတော်လန်၆မှခံရတယ်အဲ့တော့စုစုပေါင်း၂၈ဦးရှိသွားပြီနော် နောက်ထပ်တရကန်၁၂ဦးကိုတော့၂၄နှစ်ကနေ၅နှစ်ဆိုတော့ရှင်းပြရင်တော့၂၈ဆနစ်ဆို39လူ39လူ40နီးပါးပေါ့လူ40နီးပါးเนาะအဲ့တော့ဟို40နီးပါးကိုဒါပြည့်တန်ချမှတ်တယ်အနည်းဆုံး9နှစ်ကနေ အမြင့်ဆုံးသေတန်းထိပ်ပေးတယ်အဲ့လိုထိပ်ပေးတာပေးလိုက်တယ်လို့သိရပါဒါဒါဒီနေ့တရားဝင်နေပြီးတော့ကျင်ညာလဲဆိုလို့သိရတယ်ဆိုတော့ဒီလူတွေကပေါ့နော်တချို့တွေဆိုရင်ပိုင်ဆိုင်မှုတွေကုန်သိနေပေါ့သူတို့ပိုင်ဆိုင်မှုတွေကုန်သိနေတချို့တွေနိုင်ငံတွေဆက်လက်ပိုပြစ်နိုင်တယ်လို့ချမှတ်ထားတယ်ဒါပေမဲ့လေတရားမှနိုင်ငံပြန်ထွက်လို့မရတော့ပါဘူးအကုန်သွားပြီပေါ့နော်ဆိုတော့အဲ့ထက်မှာမြင်းရွှေချမ်းလို့ခေါ်တဲ့မြင်းရှောက်ချမ်းပေါ့မြင်းရှောက်ချမ်းလို့ခေါ်တဲ့မြင်းရွှေချမ်းလို့ခေါ်မှာအဲ့ပုဂ္ဂိုလ်ကတော့ဒါတီးဆုံးသွားတယ်မြင်းကော့အန်ကတော့တီးကြမှုနဲ့ဆက်လက်ဆက်စင်းနေပါတယ်တဲ့နောက်မြင်းကော့ဖိမြင်းချမ်းချမ်းဆက်ရှိမြင်းတို့ဆိုအဓိကဖို့ဝင်နေအဲ့ဒါကြီးကတော့ဒါသူတို့တွေက ရှင်းပြောရင်တော့ဒီလက်နက်ကင်ပြီးတော့ပဲလက်နက်ကင်ပြီးတော့သူဒီကျိုးမြတ်ရှာတယ်နောက်တရုတ်တို့ဝါတွေပေါ်မှာပြောဒီဒီဘာခေါ်မလဲကြားဖြန့်တွေလုတ်တယ် online လောင်းကစားတွေနဲ့ကြားဖြန့်တွေလုတ်တယ်နောက်တစ်ခုကပူဆိုးဝါတာကတော့အမြင်မိသားစုကပူဆိုးဝါတာကတော့တရုတ်ထောက်လိုက်ရေးတွေကိုပဲတတ်တယ်အထိဖြစ်သွားတယ်ဒါတွေဖြစ်စဉ်တွေဖြစ်တဲ့အခါကျတော့တော်တော်လေးဒီတရုတ်ကဒါကိုလုံးဝလက်မခံနိုင်အတွက်နောက်ဆုံးသူတည်တံပေးတယ်ဖမ်းတယ်ပေါ့ဗျာအဲလိုလုပ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့စဉ်းစားကြရတယ်ကောင်းတာကြီးပြောပြရရင်တော့ဒီမြေမိသားစုက လက်သူတို့ကရှင်ပြမြန်မာနိုင်ငံသားလို့လည်းတစ်ဖက်မှာပြောလို့ရတယ်လို့တရုတ်နိုင်ငံသားလည်းဖြစ်နေတယ်ဆိုတော့ဟာမျိုးလည်းပြောလို့ရတယ်ဆိုတော့အကျိုးစီးပွားရပြောရင်သူကတရုတ်ကမြန်မာနှစ်နိုင်ငံနိုင်ငံသားကတည်းကသူမှရထားတဲ့သဘောရှိတယ် dual citizenship ပေါ့နော် dual citizenship dual citizenship ကိုရထားတယ်ဖြစ်သွားတယ်ဆိုတော့တရုတ်ကကြတော့သူကတော့ဒီကြားပြတ်နေနေကိစ္စလုံးကြတဲ့အခါမှာကဲတော့အလုံးမမိကြနိုင်မယ်တထောင်2029စစ်စင်ကြီး မတိုင်မီဂျပန်လေးမှာတိရောချပြနေနေကိုစပြောတယ်အဲ့တော့ဘာလို့အဲ့လိုဖြစ်လို့ဆိုအဲ့ဒီမနိုင်ငံမှာတရုတ်နိုင်ငံမှာရှိတဲ့တရုတ်ပြည်သူလူထုဂျာမန်ကိုကိုကိုတတ်သေးတဲ့လူတွေမျက်နှာပြေနာပေါင်းတောချောင်းနဲ့ဒုက္ခဒုက္ခရောက်ကြပြီးမူကြွေးကြတဲ့ပြည်သူတွေဟောသားထွက်ကြတဲ့ပြည်သူတွေအများကြီးဖြစ်ကြတယ်အဲ့ဒါပါဆိုဂျာဖြတ် online လိမ်လေတဲ့ gain တွေကနေပြီးတော့လိမ်ကြတာလိမ်နာတွေကိုတွေ့ပြီးတော့လိမ်နာတွေတွေ့ပြီးတော့အဲ့ဒီမှာအလိမ်ခံရတယ်များလုံးလို့တရုတ်နိုင်ငံသားတွေ billion ကျွန်တော်ထင်တယ်ဘီလီယံ40ထက်မနည်းပါဘူးနော်ယွမ်ဘီလီယံ40ဘူးတော့မနည်း တနိုင်ကလုံးပေါင်းရင်40သုံးဖို့40ဘီလီယံ50အဲ့ပတ်လေပေါ့လေအဲ့ထက်မနည်းဘူးပြုတ်နိုင်လိုက်ဆုံးရှုံးနေတာမျိုးဖြစ်တော့တရုတ်ဆိုးရနေတဲ့ဒါကိုဖော်ထုတ်စုံစမ်းမှုလုပ်တဲ့ခါမှာတရုတ်နိုင်ငံတွေကနေရာသွမှုကျူးလွန်တဲ့သူတွေကဘယ်လိုသွားကြလဲဆိုတရုတ်နိုင်ငံတွေမှာအဲ့လိုလိန်တဲ့လူတွေပေါ့လိန်တဲ့ဂိုင်းတွေကတရုတ်နိုင်ငံတွေမှာလိန်လို့မရတော့တရုတ်နိုင်ငံမျိုးအစုံဖျားတွေနေစုံဖျားတွေပြည်နယ်စုံဖျားတွေမှာလိန်တယ်လိန်လို့မရတော့တဲ့အဆုံးကြတော့သူတို့ကမြန်မာပြည်လူများမျိုးကမ်ဘောဒီးယားလူများမျိုးလာအိုလူများမျိုးတွေကိုသူရွှေ့ကြတယ်ထိုင်းလူရောထိုင်းလူရောတော့သိမ့်မရွှေ့ဘူးအဲ့တော့အဲ့လိုနေရာရွှေ့ကြတဲ့ခါမှာ ျွန်တော်ဒီအင်အားနည်းတဲ့နေပါတဲ့နိုင်ငံတွေရှုရှုပြီးတော့အဲ့ဒီနိုင်ငံတွေမှာရှိတဲ့ဒီဥမာမြန်မာပြည်ဆိုရင်ဒီလက်နက်ခိုင်ထားတဲ့နေဆက်ကလက်နက်ခိုင်ထားတဲ့အဖွဲ့အစည်းတွေစီကိုသူတို့ရှုတယ်သူတို့ရှုလာတဲ့အချိန်တုန်းကတော့ဟိုကြားဖြတ်နေကာစီနိုအွန်လိုင်းတွေပါနေမပြောဘူးသူတို့ရှုလာတဲ့အချိန်တုန်းကပထမဆုံးရှုတဲ့အချိန်မှာတော့အတူတူဆက်ဆွဲရတော့ဒါကြားဖြတ်ကာစီနိုအွန်လိုင်းတို့ဒီဒီမီကောရှမီမီမီသားစုပေါင်းရင်ကိုကံမီသားစုလေးစုကလုတ်တယ်သူကဆွဲထားတယ်ဒါပေမဲ့တရုတ်တွေကတရုတ်နိုင်ငံထဲမှာတရုတ်တွေကိုပြန်လိန်နေတဲ့လူလိန်ကိုင်းအုပ်စုကြားဖြတ်အုပ်စုတွေကြတော့သူက တရုတ်ပြည်ထဲမှာအလုံးလုံးလို့မရတဲ့ခါကျတော့လာအိုသွားတယ်ကမ္ဘောဒီးယားကိုသွားတယ်လာအိုကမ္ဘောဒီးယားမှာလည်းတဖြည်းဖြည်းနဲ့ဟိုမှာလက်နက်ကင်ပုံကန်သူတွေတပုံတွေမရှိတဲ့ခါအစိုးရနှိမ်နှင်းမှုဖိအားပေးလိုက်တဲ့ခါကျတော့ချက်ချင်းသူတို့ကဘယ်လိုရှိလို့မြန်မာပြည်ရှိတယ်မြန်မာပြည်ဘယ်လိုရှိလို့ဆိုတော့ဒီလက်နက်ကင်ပုံကန်သူတွေရှိရနေမြေမှာလက်နက်ကင်ထားတဲ့အဲပြည်သူစစ်တွေပြည်သူစစ်နေမြေတွေတော့က EU နေမြေတွေကိုရွှေ့ရတယ်ရွှေ့ရတဲ့ခါမှာ EU နေမြေရွှေ့တဲ့ခါမှာသူတို့ကရွှေ့လာတဲ့ခေါင်းစဉ်ကမြို့ပြဖွံ့ဖြိုးရေးဟိုတယ်နဲ့ရက်စတောရန့်တွေမြို့ပြဖွံ့ဖြိုးရေးဒါတွေလုပ်ဖို့သူရွှေ့ကြတယ် ဆိုကြပါစို့ဗျာဥမာဒါတော့ကျွန်တော်လောက်ကင်ကိုရွှေ့ပြီဆိုရင်လောက်ကင်မျိုးကိုဖွံ့ဖြိုးတိုးတက်ရင်းနေလောက်ကင်မျိုးကြီးမျိုးပြဖွံ့ဖြိုးတိုးတက်ရင်းနေလောက်ကင်မျိုးမှာလူတွေအားလုံးပျော်ရွှင်ရွှင်ခီးသွားလည်ပဲမှုမြင်မလာအောင်ဆိုတဲ့အမျိုးနဲ့မျိုးပြပေါ်ရတဲ့စုံနေနဲ့လို့တော့ဟိုလောက်ကင်ရဲ့လူတွေကလည်းအားဟုတ်တာပေါ့ဒါဆိုတော့ငါတို့လည်းပတ်စံမြင်ငားလိုက်တာနဲ့ငါတို့ကပတ်စံရတယ်အစအဦးကလည်းငါတို့တချို့တော့ငါတို့ပိုင်အောင်မယ်ပြီးရင်တချို့တော့ဒီ entertainment တွေရတယ်ဒီမှာပေါ်လာမယ်ဆိုရင်ဒါဆိုငါတို့လည်းဝင်ငွေကောင်းဝင်ငွေကောင်းတာပဲဆိုပြီးတော့တို့ကအနေနဲ့မရှိဘူးလို့ထင်နေညံတထော်တမိုက်နဲ့စဉ်းစားပြီးတော့ခွင့်ပြုခဲ့ကြတယ်စိုးရင်ဒီလိုခွင့်ပြုရင်လည်းနောက်ဆက်တဲ့ဘာကြီးဆက်ဖြစ်လဲဆိုတော့ ီမွေးစေဝါတွေပါလာတယ်ကြားဖြန်နေလိန်နာတွေပါလာတယ်အဲ့ဒါကြီးပါလာတဲ့အချိန်မှာလေအစောပိုင်းဘာမှမဖြစ်ခင်တည်းကတော့ဟောသူ့နိုင်ငံသားတို့တို့လိန်နာပဲငါတို့နဲ့ဘာဆန်လို့လဲလို့ဒီမိသားစုကြီးတွေကတွေးခဲ့ကြပုံရတယ်အဲ့ဒီတော့နောက်ကြတော့ဘာဖြစ်လာလဲဆိုတော့ဟိုကထိခိုက်ဆုံးရှုံးမှုများလာတဲ့အခါချီချင်းပြည်အနေနဲ့သမရရှိတူသမရရှိချင်းပြည်နဲ့သူ့ထိုင်ကုန်လှုပ်လာပြီပေါ့ဗျာသူ့လူတွေကအဲ့လိုပြောပြီးဝန်လာပြီဆိုတဲ့ချိန်မှာသူ့ထိုင်ကုန်လှုပ်တဲ့အခါသူထောက်လိုင်းရီတွေလှော့ရတဲ့သဘောလိုယူဆတယ်ထောက်လိုင်းရီလှုပ်တဲ့အခါမှာမြန်မာပြည်တွေကိုထောက်လိုင်းရီလှုပ်တဲ့အခါမှာအဲ့ဒီကြားဖြန့်ခိုင်းနေတွေကိုထောက်လိုင်းရီတွေကိုလှော့ထလိုက် မလိုက်တော့အဲ့ထောက်လိုင်းရေးတွေကသတင်းထောက်လိုင်းစုံစမ်းနေရင်းနေမှာပဲတချို့ထောက်လိုင်းရေးတွေအသက်ခံရတဲ့ဖြစ်စဉ်တွေဖြစ်ကုန်တယ်စုံစမ်းထောက်လိုင်းတွေမှာကိုသိလို့မဟုတ်ဘူးသူကဒီကောင်တွေမှတ်တမ်းမဲ့လုံနေဆိုတော့သိလို့ဟိုကလက်နက်ကိုင်းတဲ့ပြည်သူစစ်တွေကမိမိသားစုဆိုလို့ရှိရင်ထောက်လိုင်းရေးတချို့ထောက်လိုင်းရေးတွေကိုတတ်လိုက်တယ်နှစ်ယောက်လားလေးယောက်လားမတတ်လိုက်ရဲအဲ့တတ်လိုက်တဲ့ခါကျတော့တတ်ပြီးချင်းနဲ့မြုပ်ပြတာအဲ့လိုလုပ်လိုက်တဲ့ခါကျတော့အဲ့တဲ့ရင်ကတရုတ်ထောက်လိုင်းရေးနဲ့တရုတ်အစိုးရစီရောက်သွားတဲ့ခါတရုတ်အစိုးရဒေါကန်နဲ့ဒေါကန်နဲ့ကဘာလို့လဲဆိုတော့ချက်ချင်းတရားကိုကြားပြနေနေဆိုတော့မြန်မာအစိုးရအာဏာပိုင်တွေစီကိုဖိအားပေးတယ်ဖိအားပေးတော့မြန်မာအစိုးရအာဏာပိုင်တွေလည်း ြဿနာကမြွာဆိုးအာရုံနဲ့ပတ်နေတယ်သူတို့ကအဲ့ဒီနေရာတွေအာနာဇက်တွေကသူတို့အာနာဇက်တွေကတက်ရောက်မှုအားနေတယ်နေတဲ့ခါကျတော့သူတို့ဘလို့ပဲပြောပြောပြောတဲ့ချိန်မှာတော့ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါခင်ဗျပဲပြီးရင်လှုပ်ရှားရှောက်လို့တာဆိုတော့ကြာလာတဲ့ခါကျတော့သူတို့လေလောကကိုင်းခဲ့တယ်အဲ့ခါကျတော့မြွာဆိုးအာရုံရဲ့ပုံစံကြီးကအဲ့ဒီနေရာနေဖယ်ပေးလိုက်တယ်အဲ့ဒီချိန်ကပါပဲ30စက္ကန့်စစ်စစ်ရရလဲပါလာတယ်အဲ့မှာရောဆက်သွားတဲ့ခါမှာအကုန်လုံးရောသမားတွေပုံပြီးတော့စစ်ပွဲရနှမျိုးသုံးမျိုးဆက်သွားတယ်မျိုးဆက်စစ်ပွဲတွေဖြစ်ကုန်တာပေါ့ဗျဟိုရွေးချက်တစ်ခုလေးပုံမှာပေါ့နော်ရွေးချက်၄၅ခုနဲ့ပေါင်းဆက်သွားတဲ့ မျိုးဆက်စစ်ပွဲတွေဖြစ်သွားပြီးတော့အဲ့ဒီမျိုးဆက်စစ်ပွဲတွေကနေပြီးတော့နယ်မြေတွေတတ်မတော်ဆုံးရှုံးတယ်နိုင်ငံတော်တတ်မတော်ဆုံးရှုံးတယ်ပြီးတော့ဒီမိမိသားစုပေါ့မိသားစု၄စုဒီကိုကန့်ဒေသကမိသားစု၄စုလည်းမိ၄စုလည်းတက်ကဖမ်းပြီးတော့ပို့ပေးလိုက်တယ်ပြောရရင်တော့ဗျာဒီမိသားစု၄စုတက်ကဖမ်းတယ်ဆိုတော့လောက်ကံမဲ့သွားဖမ်းတာမဟုတ်ဘူးပြောရရင်အဲ့ဒီမိသားစု၄စုကခိုးလုံးကျင်တယ်မရဘူးငါတို့တော့ဒီနေသားမနေလို့မရတော့တိရွက်ကနေလို့ဝင်လိုက်ငါတို့တော့ဟုတ်တော့မယ်ကိုကန့်တက်တယ်ငါတို့လာတိုက်နေပြီတော့ငါတို့ရှောင်းတိမ့်မရစီဆိုတော့မျိုးကြီးလုံးဝင်နေတချို့တွေကနေပြီးတော့မှတချို့ကမန္တလေးမှာတချို့ကတော့ ရန်ကုန်လာတော့မသိဘူးပေါ့ဗျာအဲ့လိုနေကြလာပြောင်းနေကြတော့အဲ့မှာဒီတရုတ်ကလည်းဟိုမှာတိုက်ပွဲတွေပေါ်ရင်ပေါ်ရင်ဖိအားပေးတယ်ပေးလာဒီမှာတက်ကလည်းဖိအားတွေအများလာတဲ့ခါကျတော့နောက်ဆုံးလုံးမကိုလူတွေပါတလားလဲကိုစစ်ကြည့်ကြသေးတာပေါ့ကိုလူဆိုကိုယ့်ရဲ့ဘုံကြီးကြီးကိုယ့်ဘုံကြီးတွေရဲတွေအကောင်ကြီးကြီးတွေထွေအုပ်တွေစသဖြင့်ဘယ်သူတွေပါသေးလဲဆိုစစ်ကြည့်ပြီးတော့မှပါတယ်လို့ယူဆပြီးတော့တိုင်းပြည်တွေမတင်နိုင်နိုင်ဘူးထင်တဲ့လူတွေကြရင်တော့တက်ကအသားလေးမသိကြအောင်ဆောင်ပြီးတော့ဟာပေးလိုက်ပြီးရေးယူလိုက်လွတ်လိုက်တယ်အဲဒီမိသားစုလေးစုကိုကြတော့လေနောက်ဆုံးကြတော့တက်ကနိုင်ငံနဲ့မိသားစုလေးစုယူရတဲ့အခါမှာမိသားစုလေးစုကကိုယ့်နိုင်ငံအတွက် ွန့်လည်းပြောရင်တော့ရွေးဟေဆိုတော့မိသားစုလေးဆိုတော့ထည့်ပေးလိုက်တော့ဗျာနိုင်ငံတော့ထိခိုက်မခံဘူးပေါ့ပြောချင်တာအဲ့လိုပုံစံမျိုးနဲ့ထည့်ပေးလိုက်တယ်လို့ကျွန်တော်ကတော့ကောက်ချက်ချတယ်အဲ့ဒီတော့နောက်ဆုံးတော့ပါသွားတယ်ပါသွားပြီးအဲ့ဒီမိသားစုလေးယောက်ကလေးစုပါမိသားစုလေးစုနဲ့သူ့ရဲ့အဆွေဘွားအနွယ်ဘွားတွေကတော့အခုနင်းတိုင်းနဲ့ဟိုမှာတရုတ်ပြည်မှာတော့သွားပြီးတော့အမှုရင်ဆိုင်ရတယ်တည်တံပေးခံရတယ်အခုဒါမြေမိသားစုတည်တံပေးခံရတယ်ဆိုတော့မြေမိသားစုတည်တံပေးခံပြီးတော့ဒါဟိုကိုကန့်ဒေသမှာလည်းခေါင်းပြောင်းသွားတယ်ခေါင်းဆောင်ပြောင်းသွားတယ်ခေါင်းပေါင်းပြောင်းသွားတယ်ဟိုဖုန်တာရှင်တို့အုပ်စုခေါင်းဆောင်ဖြစ်သွားတယ် မိသားစုလေးစုလည်းစာသိမ်းသွားတယ်အဲတခါပြောရရင်ကိုကနေသားရဲ့စီမင်းစီမင်းဖွံ့ဖြိုးမှုကြီးကလည်းအခုဆိုတိတ်ဆိတ်ခြောက်ခတ်သွားတယ်ပြန်ပြီးခုမှပြန်ပြီးတော့ re engine ပေါ့ပြန် engine engine ပြန်နှုတ်ကိုကြိုးစားနေရတယ်ဆိုတော့ဒီဒီလိုပဲတခါဒီကရင်ပြည်နယ်မှာဆိုလဲရွှေကုတ်ကူလိုနေရာမျိုးတွေเนาะဒီကြောက်ခတ်လိုနေရာမျိုးတွေအခု DKB